မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်တာမှာတက္ကသိုလ်ဝင်စာမပွဲအဖြေလွှာ၄သိန်းလောက်မီးလောင်ပျက်စီးခဲ့ရတယ်လို့စက်ကောင်စီကမတ်လ29ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကအင်အားအင်မတန်ပြင်းတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာငလင်ပေးတံကြောင့်အများအပြားထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ပြင်းထန်ကလေးလှုပ်ခတ်ခဲ့တဲ့အချိန်မှာစာစစ်လုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အချိန်ဖြစ်ပြီးစာစစ်လုပ်ငန်းလုပ်တဲ့ဆရာဆရာမ268ယောက်ဟာပင်မဆောင်အောက်ကိုထွက်ပြေးတင်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။မန္တလေးတက္ကသိုလ်ပင်မဆောင်ဟာလည်းငလင်တန်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့အပြင်နောက်ဆက်တွဲဖြစ်မီးလောင်ခဲ့တာကြောင့်ပင်မဆောင်ဒီတစ်ခုလုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့တာနဲ့အတူမန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့က2024-2025တက္ကသိုလ်ဝင်စာမုပ္ပွဲအဖြစ်လွှာတွေလည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ မန္တလေးတိုင်းကဖြည့်ဆို့သူဦးရေ46,944ယောက်ရဲ့အဖြည့်လွှာစာအုပ်ရေ28,940အုပ်။စကိုင်းတိုင်းကဖြည့်ဆို့သူဦးရေ9,317ယောက်ရဲ့အဖြည့်လွှာစာအုပ်ရေ43,828အုပ်။ကချင်ပြည်နယ်ကဖြည့်ဆို့သူဥယေ8699ရောက်ရဲ့အဖြည့်လွှာစာအုပ်ရေ9289ဥတို့မိလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ထားပါဗျ။ဒါရီနဲ့ပတ်သက်ပြီးဘလို့ဆက်လုပ်မယ်ဆိုတာကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။